ားပါရှင်ထန်ညွန်ကိန်းများကိုလေ့လာခြင်းနဲ့ထန်ညွန်ကိန်းဆိုတာကနော်ဥမာ3 square ဆိုရင်3ကိုနှစ်ကြိမ်မြောက်တာတူညီနေတဲ့ကိန်းကိုထက်ခါထက်ခါမြောက်တဲ့အကြိမ်အရေအတွက်ဖော်ပြတဲ့နေရာမှာတုံးတယ်ဥမာ3ကို3ဆိုတဲ့ကိန်းနံပါတ်2တစ်ခုတည်းကို5ကြိမ်မြောက်မယ်5ကမြောက်မယ်အဲ့ဒါဆိုရင်3 to the power 5သူက3 to the power 5လို့ဖတ်ပါတယ်အဲ့ဒီမှာ လေဟာကအခြေလေဘေကထက်ညွန့်လဲဆိုတော့ tree base အခြေကို tree ကိုအောက်မှရေးတာကို base ပေါ့နော်အခြေအပေါ်မှာရေးထားတဲ့ fight ကိုကတော့ power ထက်ညွန့်ဆိုပြီးတော့မှခေါ်ပါတယ်အဲ့တော့ထက်ညွန့်ကိမြလေ့လာခြင်းမှာဘေဟာကအခြေဘေဟာကထက်ညွန့်ဆိုတာကိုသိဖို့လိုအပ်ပါတယ်အခြေတူတဲ့ထက်ညွန့်ကိမြကိုမျှ အခြေတူတာဥပမာ3 base ပေါ့ base 2တာတဲ့အကုန်လုံးကိုမြှောက်မယ်ဆိုရင်ဘာလို့လဲ3 to the power 5ဆိုတော့3 5ချိန်မြှောက်တာကိုပြောတာအဲ့လိုပဲ3 5ချိန်မြှောက်တာပြီးတော့အမြောက်ပြီး3 square ဆိုတော့3နှစ်ချိန်မြှောက်တာကိုပြောတာအဲ့ဒီတော့မြှောက်လိုက်တော့3က9ချိန်ဖြစ်သွားအဲ့တော့3 to the power 7 ဲ့တော့ဘာနဲ့တူသွားလဲဆိုရင်ဒီလိုမျိုးမရေးတော့ဘဲနဲ့3 to the power 5အခြေတူရင်ပါဝါတွေကို ပေါင်းပေးလိုက်မယ်9နဲ့2နဲ့ပေါင်းတော့ခုနှစ်အဲ့တော့အတူတူပဲ3 to the power 7အခုကအခြေတူတဲ့ထညွန်းကိမြစခြင်းအဲ့တော့5 to the power 4 divide 5 to square ပေါ့နော်အဲ့တော့စားတယ်ဆိုတာကိုဘယ်လိုရေးမလဲဆိုတော့အပိုင်းကိန်းပုံစံရေးတယ် ရေးတယ်ဆိုတော့အပေါ်မှာက9လေးတက်ဆို9လေးကျင်းမြောက်တာ အောက်မှာက9နှစ်တက်ဆိုတော့9နှစ်ကျင်းမြောက် အပိုင်းကြီးပုံစံဆိုတော့ဘာလုပ်လို့ရလဲခြေလိုက်လို့ရတယ်ငါအဲ့တော့အပေါ်မှာဘာကျင်းလဲဆိုတော့9နှစ်ကျင်းမြောက်တာ5 square ကျင်းနော်5 square ကျင်းအလုံးမရေးတော့ပဲနည်းပေါ့နော်ဘလို့လုပ်ရလဲဆိုတော့ base to တဲ့စားတက်ဖြစ်တဲ့အတွက်ကြောင့် power တွေကိုနှုတ်ပေးရအဲ့တော့5 to the power 4 2ဆိုတော့5 square ရတယ်ဒါကအခြေ2လို့စားရင် power တွေကိုနှုတ် အဲ့ဒါလေးကိုမှတ်ထားလိုက် အခြေတူလို့စာရင်ပါဝါတွေကိုနှုတ်နောက်ထပ်ဆင့်ထညွန်းတယ်ထပ်ဆင့်ထညွန်းဆိုဥမာပါဝါတင်ထားရဲ့ပြီးထပ်ပြီးပါဝါထပ်တင်တာကိုပြောတာအဲ့တော့6 square ပုံမှာ the part broken နဲ့ the whole square တင်ထားတာအဲ့တော့ဘာလို့လဲဆိုအဲ့နှစ်ခုကိုမျှောက်လို့ရတယ်6 to the power 4ပေါ့နော် ပြီးတော့အောက်ပါတော့ကိုတွက်ပါဆိုပြီးတော့မှတွက်ကြည့်ရအောင်ထက်ဆင့်ထညုံပေးထားတယ်နောက်တစ်ခါအစားပေးထားတယ်အဲ့တော့ထက်ဆင့်ထညုံဆိုတော့ထညုံနှစ်ခုအရင်ညှောက်လိုက်တော့ပြီးတော့ရှင်အပေါ်လည်းနှစ်ခုညှောက်နော်တဆင့်ကြီးစီတွက်တာပဲနော်အဲ့တော့3 power 9 divide 3 power 6အဲ့တော့ divide ဆိုတော့ဘာလုပ်ရမလဲဆိုတော့ ten base 2တဲ့ထညုံနှစ်ကိုနှုတ်ပေးရအဲ့တော့3 power 9နဲ့ညနေပြီးတော့မှ3 power 6ကိုနှုတ်မယ်ဆိုရင်3 power 9 minus 6 3 power တတိကျန်တာပေါ့ဒါဆိုပြီးတာပြီးဖြစ်ရအလွယ်လွယ်လေးပါနော်ဒါကြတော့ multiply အလိုပဲထက်ဆင့်ထက်ညွန်းနေပါလာတယ်ဆိုရင်ထက်ဆင့်ထက်ညွန်းနေကိုမြှောက်6 4 2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 